အဲတကယ်ခုံကျိုးသွားတဲ့အချိန်မှာကျွန်တော်လက်တွေပဲပုံသွားတာပေါ့နော်အဲပြန်ကောင်းတော့ပေါ့တော်မိုင်းထီပါမိုင်းရဲ့စိတ်ဆူစိတ်ဆူပြန်အောင်ပါကြောက်လို့အဓိကကျွန်တော်တို့ရှေ့ရပြင်းနေတဲ့စီနီယာကြီးတွေကကိုမင်းမြတ်ဆိုလို့ရှိရင်ကျွန်တော်အများနဲ့ကျွန်တော်ရဲ့မြင့်စရာပါပဲဒါပေမဲ့ကျွန်တော်အဓိကတော့ငယ်ရင်မမီတဲ့ဘက်ကိုသွားတာတော့မဟုတ်ဘူးဗျကျွန်တော်သွားတဲ့ပုံစံဒီကားထဲမှာတော့ကလေးတယောက်မှရှိနေတဲ့ brain level မှာရက်တက်နေတဲ့ပုံစံမျိုး ကဲ့ပါဒီနေ့ကတော့ကျွန်တော်တို့ဒီ Super Lady ရုပ်ရှင်ဖွဲ့သူဖွဲ့သားတွေကကျွန်တော်တို့ပြည်သက်တွေနဲ့ရှားလူပညာရှင်တွေနဲ့ပေါင်းပြီးကြည့်ရတဲ့သမရရုပ်ရှင်မှာကြည့်ကြတာပေါ့နော်တကယ်ပြည်သက်တွေနဲ့အတူတူကြည့်ရတဲ့ feeling ကြတော့အရင်ကောင်းတာပေါ့နော်ကျွန်တော်တို့အဲဆယ်ဒီ show တော့အရှိရတုံးကလုပ်တဲ့ဆယ်ဒီ show တော့ခန်းစားရတတ်မှုတော့တမျိုးပေါ့နော်တကယ်မေးပြည်သက်တွေကြည့်ရတဲ့အချိန်မှာအာသူတို့တွေရီမောတန်တွေကြားရတဲ့ခါကျွန်တော်တို့တော့အားရှိတာပေါ့ကျွန်တော်တို့ဒီလုံဆောင်ရတဲ့အဲလုပ်ရတဲ့ရောရှိစက်လုံမဲ့လုပ်ရတဲ့ရောတော့အားရှိတာပေါ့ချော့ရမယ်ဘယ်လိုဆောင်မှာအဲ့နံပါတ် ွမ်းကြောင်းရှောက်မယ်ဘလို့ပြောလေးတည်ယူထားတယ်ဆိုဒီအဲအဓိကတော့ဥဇော်ရဲ့လမ်းညွှန်မှုအောက်မှာပဲအဲအကောင်းဆုံးပြုဆောင်ရတာပေါ့နော်ဥဇော်ကတော့ဘယ်စဉ်းစားလို့ရှိတော့ရမင်းဘယ်လိုလုပ်လိုက်ဆိုတဲ့ဟာမျိုးပေါ့နော်ပထမဦးဆုံးရိုက်တဲ့တရက်လောက်ပဲနည်းနည်းလေး အဲနည်းနည်းခက်ခဲပြတာပေါ့နော်ကျန်တဲ့ရက်ဒီအားလုံးကတော့စတရိုက်တာတက်ဝင်သွားပါတယ်ဟောဘောအဲ့လိုတော့လည်းမပေါ့ဘူးဟိုဟာဆိုရဲဟာခုနကတော့အင်တာဗျူးတွေမှာလည်းပဲကျွန်တော်ဖြေခဲ့ပါတယ်အာကျွန်တော်တို့ကျွန်တော်တို့ကဒီ now generation တွေမှာပါပါတယ်အဓိကကျွန်တော်တို့ရှေ့ရပြင်းနေတဲ့ senior ကြီးတွေကကိုမင်းမြတ်ဆိုလို့ရှိရင်ကျွန်တော်အမြဲတမ်းကျွန်တော်ရဲ့မြင့်စရာပါပဲအရှိမှ အဲကိုမြင့်မင်းနဲ့ဆိုလို့ရှင်ဟာတာကဟိုးရင်ကလေးကျွန်တော်တို့ရိုက်ခဲ့တာတွေရှိတာပေါ့နော်ရိုက်ကွင်းပေါ်မှာရောက်မှပဲကျွန်တော်တို့ကတင်ယူရတာဆိုတဲ့အခါကျတော့ကိုယ့်ရဲ့မြင်စရာထဲမှာပါပါတယ်ကိုမြင့်မင်းမြင်စရာကျွန်တော်နောက်ကလိုက်တဲ့လူငယ်တွေကလည်းဇယုံမျိုးစုံပေးတဲ့ပုံမှာတာဝန်ကြီးဖို့အတွက်စူးစမ်းရတဲ့သဘောတဘာပါပဲဟုတ်အော်ခန်းစားအဓိကတော့ဟိုပါပေါ့နော်မာကြီးတခုခုထိခဲ့သွားမှာပဲဆိုရင်တော့ဒါပေမဲ့အဲတကယ်ခုံကျိုးသွားတဲ့အချိန်မှာကျွန်တော်လက်တွေပဲပုံသွားတာပေါ့နော်အဲပြန်ကောင်းတော့ပေါ့တော်မာကြီးထိပါမာကြီးရဲ့စိတ်ဆူးစိတ်ဆူးပြန်မှပါကြောက်လို့ အဲဒီကားထဲမှာတော့ဒီလိုကာရက်တာကတော့ကျွန်တော်တို့ကပထမအုပ်စုတရုပ်ဆောင်ကြပါအဲအဲ့တော့ဟိုကျွန်တော်လည်းဒီကာရက်တာလေးအတွက်ကိုမရိုက်ခင်ကလေးကလေအဲရင်ခုန်လေရိုက်တဲ့ခါမှာလည်းပဲဟိုအကောင်းဆုံးကျူးစားခဲ့ပါဟုတ်ဒါမဲ့ကျွန်တော်အဓိကတော့ငြိမ်မမီတဲ့ဘက်ကိုသွားတာတော့မဟုတ်ဘူးဗျာကျွန်တော်သွားတဲ့ပုံစံဒီကားထဲမှာတော့ခလေးတယောက်မှရှိနေတဲ့ brain level မှာရက်တက်နေတဲ့ပုံစံမျိုးပေါ့နော်အဲ့တော့ကျွန်တော်က ကလေးတွေရဲ့အမူအရာတွေကိုပဲကျွန်တော်အဓိက inspire ယူပြီးတော့လေးလေးလာခဲ့တာပေါ့နော်ကျွန်တော်အနီးနားမှာရှိနေတဲ့ကလေးငယ်ကလေးငယ်ဆိုတာကျွန်တော်တို့ဟွာပေါ့နော်3နှစ်ကနေပြီးတော့10နှစ်ဝန်းကျင်တော်တွင်းမှာရှိနေတဲ့ age အသက်အရွယ်မှာဒီကလေးတွေရဲ့ပျော်ရာရွှင်တာကစားတာပြီးစိတ်ဆိုးတာဒေါသထွက်တာကြီးမောတာပျော်ရွှင်တာဒါတွေကိုပဲလေးလာခဲ့ပြီးတော့ကိုအနီးနားမှာရှိနေတဲ့ကလေးတွေရဲ့ item ကိုပဲကျွန်တော် inspire ယူ copy paste ပေါ့ဒီမှာလည်းအဲ့လိုပုံစံမျိုးလုပ်လိုက်တာဟုတ် အကလီတက်လို့ဖြစ်သွားတာပေါ့ဒါပေမဲ့ကျွန်တော်ကဒီကားကြီးတဲ့ချိန်မှာကိုကိုကိုကျွန်တော်ထူအောင်လုပ်မမြင်ပါဘူးကျွန်တော်ခုန inspire ပြီးတဲ့ကလေးတွေကိုကြည့်နေရတယ်လို့ပါပဲအဲ့လိုပုံဝင်ကိုပုံဝင်ချိန်မှာတော့အဲ့လိုပုံစံမျိုးတွေတော့တိတ်မတွေ့ဘူးဒါပေမဲ့ကျွန်တော်ကအဲ့လိုမျိုးဟိုအရင်နှစ်တွေတော့ဒီနှစ်ပိုင်းခြားတွေနှစ်နှစ်လောက်တော့ရှိမလို့ဖြစ်တာပေါ့နော်အရင်နှစ်တွေတော့ကတော့ကျွန်တော်အဲ့လိုဒီကျွန်တော်မွေးနေ့ရောက်လို့ရှိရင်လူလေးသွားလှုပ်လို့ရှိရယ်သွားလှုပ်တဲ့အကြောင်းတွေက ကျွန်တော် HIV AIDS ကြောင်းသွားလှူတယ်ပြီးဆေးကျန်းမာရေးအစီအစဉ်သွားလှူတယ်ပြီးရေအခုလိုမျိုးကလေးတွေရွေးတီးတဲ့အဲဂျေရင်မမီတဲ့ကလေးတွေအဲ့လိုကြောင်းတွေမှာလည်းကျွန်တော်သွားလှူတယ်ပြီးတော့စော့အောင်နားမကြားပါဘူးနော်အဲဒီလိုနေရာတွေမှာသွားပြီးအလူတန်းပြုတ်လို့ရှိပါတယ်နောက်နောက်နှစ်မွေးနေ့ကျလို့ရှိရင်လည်းအဲ့လိုနေရာတွေမှာသွားပြီးတော့အလူတန်းပြုတ်ဖို့စိတ်ကူးရှိပါတယ်ဒါပေမဲ့အဲဒီဗီဒီယိုဒီလိုကလေးတွေကြည့်နေတယ်ဆိုလို့ရှိရင်ကျွန်တော်အားပေးစကားလေးပြောချင်ပါတယ်ကိုကိုရဲ့ဘဝကဘယ်လိုပုံစံမျိုးဖြစ်နေဖြစ်နေစိတ်သက်မချဘူးလေ ိုဘဝဒီဘဝကိုရောက်လာတဲ့အချိန်မှာကိုယ့်အတွက်ကအသက်ရှင်ဖို့အတွက်အကြောင်းဘက်ချက်တစ်ခုရှိပါတယ်ဆိုတော့ကျွန်တော်တို့ရဲ့အသက်ရှင်ဖို့အကြောင်းဘက်ချက်တစ်ခုကိုသင်ကိုယ်တိုင်ရှာဖွေပါလို့ကျွန်တော်ပြောချင်ပါတယ်ဆန္ဒနဲ့တဲ့ခါမှာအမှတ်တရလေးရောအရှင်းခဲ့တယ်အမှတ်တရတော့ကျွန်တော်တို့ကဒီဒီဒီစကားတကားလုံးကတော့အဲဒီပါဝင်ရတဲ့တေးဥဆောင်တွေအကောင်လုံးကအံဝင်ဝင်ကြသူ့နေရာသူပြည့်စုံနေဖြစ်တဲ့ကြောင့်မို့တကားလုံးကတော့မတ်ရစားတွေပါပဲဟုတ် ဟုတ်ကဲ့ပါကျွန်တော်တို့လူပညာရှင်တွေအားလုံးကတော့ပိတ်သက်ကပေးတဲ့ဒီခွန်အားတွေနဲ့ပဲကျွန်တော်တို့ရှေ့ဆက်ပြီးတော့သွားနေရတာပေါ့နော်အဲ့တော့ဒီရှေ့ဆက်ဆောင်ပဲကားတွေမှာလည်းပဲအဲဆက်ရုပ်မျိုးစုံပုံမှာကျွန်တော်အကောင်းဆုံးစူးစမ်းပြီးဆက်လက်ပြီးတော့သွားနေပါတယ်ကျွန်တော်တို့စူပါလီဒီရုပ်ရှင်ကြီးကအော်တိုဘာလာ3ရက်နေ့ကြာလို့ရှိရင်တနင်္ဂနွေလုံးမှာရှိတဲ့ရုံတွေမှာရုံတွေပြသတော့မှာပါအဲ့တော့ရုံတွေပြသတဲ့အခါကျလို့ရှိရင်တနင်္ဂနွေလုံးမှာရှိနေတဲ့မိဘပြည်သူတွေဆွေမျိုးသားချင်းညီကုံမောင်နှမတွေတွေနဲ့ကဒီကားလေးကိုသွားရောက်ဝန်းရံအားပေးဖို့အတွက်ကိုကျွန်တော်ဒီကနေပြီးတော့ဖိတ်ကြားခြင်းပါတယ်ခင်ဗျာ